လူငယ်တယောက်မှအရေးကြီးဆုံးအပါလဲပေါ့နော်အဲကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြပြချင်ပါတယ်ကျွန်တော်လည်းလူငယ်တယောက်ပါပဲလူငယ်တယောက်မှဟိုထားပါတော့ skill တွေ mindset တွေ background တွေလုံနိုင်စွမ်းတွေတည်ယူနိုင်စွမ်းတွေတငယ်ချင်းကောင်းတွေပုံဝင်ချင်းကောင်းတွေဒါကြီးခဏထားအောင်ဒါကြီးအရေးကြီးလားဆိုတော့ yes အရေးကြီးတယ်အဲ့ဒါပို့ပြီးတော့ကျွန်တော်အရေးကြီးတဲ့အပိုင်းတွေရှိတယ်အဲ့ဒါပို့ပြီးတော့ကျွန်တော်အာရုံစိုက်ရမယ့်အပိုင်းတွေရှိတယ်အဲ့ဒီအရာတွေကိုကျွန်တော်တို့အရင်ဆုံးအာရုံစိုက်ဖို့လုပ်တယ် တော့ကျွန်တော်အနေနဲ့ပြောပြမယ်ဆိုရင်ကျွန်တော်စပြီးတော့အလုပ်တွေလုပ်တဲ့အချိန်ပေါ့နော်ကျွန်တော်စပြီးတော့ဝါသနာပါရီလုပ်တဲ့အချိန်မှာကျွန်တော်မှာ background လည်းမရှိဘူးဟိုကျွန်တော်အခုသွားနေရစာရေးတယ်ဆိုရင်နေပဲပေါ့နော်ပြီးရင်ကျွန်တော် digital marketing ဆိုတဲ့အရာလုပ်တယ်အာပြီးရင်ကျွန်တော်ဒီစာအုပ်ထုတ်ရှင်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကူညီပေးတာတွေလုပ်တယ်အာဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်မှာဘယ်လိုပြောရမလဲ result တခုရှိနေလို့လားဆိုရင် no တော့ကျွန်တော်မှာ result လုံးဝမရှိဘူးကျွန်တော်ရဲ့မိသားစုကလည်းတာမန်မိသားစုပဲအဲ့တော့စာအုပ်ရေးတာဆိုတာ စာအုပ်ဖတ်တာဆိုတော့ဟိုကျွန်တော်မိသားစုကအလုပ်တဲ့သူတွေမှာကျွန်တော်ပထမဆုံးတော့ပြောလို့ရတယ်ဗျာဒီလားအဲ့တော့ပြောရမယ်ဆိုရင်ဟိုအဓိကအရေးကြီးတာကအဲ့ဒါ ਈ မဟုတ်ဘူးအဓိကအရေးကြီးတာကဘာလဲဆိုတော့ခံယူချက်ခံယူချက်ကနံပါတ်1အရေးကြီးဆုံးနဲ့မှာပါတယ်လူငယ်တယောက်အနေနဲ့ဆိုရင်အဲ့တော့ဘာလို့ကျွန်တော်ဒါကိုပြောရလဲဆိုတော့ကျွန်တော်ဒါအကြောင်းပဲပြောတာမဟုတ်ဘူးကျွန်တော် motivation ရဖို့အတွက်ကျွန်တော်ဟိုစာအုပ်တွေဖတ်ပြီးပြောတာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ပေါ့နော် ဟိုရန်ကုန်ကိုဆောက်ရောက်တဲ့အချိန်မှာကျွန်တော်မကခံယူချက်ပြင်းတဲ့အရာတစ်ခုရှိတယ်ခံယူချက်ကြီးတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ငါရန်ကုန်ရောက်အောင်မယ်โอเคရန်ကုန်ရောက်ရင်ငါဝန်ထမ်း live ပေါ့ဟိုငါရှိမှရှိတဲ့လူတွေပေါ့ငါရဲ့ senior တွေငါအသည့်တွေအဲသူတို့တွေလိုမျိုးငါမဖြစ်ရှင်ဘူးဝန်ထမ်း live ကိုငါမလိုရှင်ဘူးအဲ့လိုမျိုးဝန်ထမ်း live ကိုအဲ့လိုမျိုးဘယ်လိုပြောရမလဲအဲ့လိုမျိုးဝန်ထမ်း live နဲ့ကုံသွားတဲ့ ဟိုဘဘာမျိုးငါမလို့ရှင်ဘူးငါလူရှင်နဲ့အာဘာလဲဆိုတော့ငါလူရှင်တာလုပ်မယ်ငါနေရှင်နဲ့ lifestyle နဲ့ငါသွားရှင်နဲ့ပုံစံဟိုငါရအောင်လုပ်မယ်အဲအဲမျိုးကျွန်တော်မှခံယူချက်ကပြင်းနေအောင်ရှိပြီးသားခံယူချက်ကလုံးဝ100%တေချာပြီးသားကွာဟိုဒါပေမဲ့ကျွန်တော်ကဘာရှိလဲဆိုဘာမှမရှိဘူးကျွန်တော်မှအဲနောက်ကလည်းမရှိဘူးငွေကြေးထောက်ပံ့လည်းအင်အားမရဘူးဒါပေမဲ့ကျွန်တော်မှဘာပဲရှိလဲဆိုအဲခံယူချက်တစ်ခုပဲရှိတယ်အဲခံယူချက်တစ်ခုပဲရှိတဲ့ခါကျတော့ဟို resource တွေကသူ့ဘာသာကိုရလာတယ်သူ့ဘာသာသူဟိုကျွန်တော်လမ်းကြောင်းတွေ ပေါ်လာတယ်ပေါ့နော်ဟိုကျွန်တော်စာရေးတယ်အဲပြီးရင်စာအုပ်တွေထုတ်တယ်ပြီးရင် content writing တွေလုပ်တယ် digital marketing တွေတခြားလုပ်တယ်အဲ့လိုနဲ့ဟိုအချိန်တစ်ခုရောက်လာတဲ့အခါကျတော့ဆောနာပြောတဲ့နောက်ပိုင်းမှာအရေးကြီးတဲ့ network တို့အဲငွေကြေးတို့ဆိုတာတွေကသူ့လိုလိုဖြစ်လာတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီຢာတွေကိုဟိုရဖို့အတွက်ဆိုရင်အရှိမအရင်ဆုံးအရေးကြီးတာကဘာလဲဆိုတော့ခံယူချက်တို့ကျွန်တော်ထင်တယ်ပေါ့နော်ကိုကခုမှဆယ်ကျော်သက်အရွယ်လူငယ်တယောက်ဆိုရင်အရင်ဆုံးကို့မှာဟိုခိုင်းနေအောင်ရှိမဲ့အရာပေါ့နော် ဟိုဘယ်သူမှလာပြီးတော့ကိုထိန်းချုပ်လို့မရမယ့်အရာတစ်ခုอ่ะပါလဲဆိုကိုယ့်ရဲ့ခံယူချက်ပါကိုယ့်ရဲ့ခံယူချက်ကိုယ့်ရဲ့ value อ่ะလုံးဝမှန်ကန်နေမှာဆိုရင်အဆင်ပြေပါလိမ့်မယ်ရေရှည်ပေါ့เนาะတော်ပါပြီ